အေးတူသေးလားဆိုတော့ဟိုမှာဒီမလေးကလည်းဟိုမှာဘာလဲသူသွားတယ်ဟိုမှာဖြစ်လိုက်တယ်ဆိုတာပါဘူးအခုလည်းသူကသူချစ်ဆရာလေးနဲ့လှပါတယ်ဒါပေမဲ့အရင်တော့ကသူ့ငကိုပုံလေးကလည်းတော်တော်ချစ်ဖို့ကောင်းပါတယ်ဟုတ်ပါပါဖောင်ဖောင်လေးအခုတော့သူကနည်းနည်းလေးပါ V shape ဟိုလှုပ်လိုက်တာထင်တာပဲဟုတ်ကဲ့ဟုတ်တော့တိတ်မတူတော့ဘူးဟုတ်အခုနည်းနည်းလေးမတိမတာမတူတော့ဘူးအဲဘယ်လိုရှိလဲဆိုတော့ကျွန်တော်ဘက်ကတော့လုံးဝမရောပါဘူးဟုတ်100က100ပါပဲ အဲဒီလိုပါပဲဟုတ်ပပလေးပါပပလေးအဲအခုတော့ဟောပေါ့6လကျော်ပေါ့ဟုတ်6လကျော်9လတည်းရောက်ပြီပေါ့ဟုတ်ဟေးတူသေးလားဆိုတော့ဟိုမှာဒီမလေးကလည်းဟိုမှာဘာလဲသူသွားနေဟိုမှာဖြစ်လိုက်တယ်ဆိုတာပါမြင်ဟေးအဲ့အမှန်အခုလည်းသူကသူချစ်ဆရာလေးနဲ့လှပါတယ်ဒါမဲ့အရင်တော့ကသူ့ငကိုပုံလေးကလည်းတော်တော်ချစ်ဖို့ကောင်းပါတယ်ဟုတ်ပါ့ အဲ့လိုပေါ့ပါဖောင်းပေါင်းလေးအခုတော့သူကနည်းနည်းလေးပါ V shape ဟိုလှုပ်လိုက်တာထင်တာပဲဟုတ်ကဲ့တော့တိတ်မတူတော့ဘူးဟုတ်အခုနည်းနည်းလေးမတိမတာမတူတော့ဘူးနည်းနည်းလေးပေါ့ဟိုပြောကျွန်တော်မျိုးသမီးအားဝတ်တုတ်ကြီးဟိုဟိုက slim လေးဒါမှမဟုတ်အကစားကြီးလောက်ခိုင်းနေဟုတ်ပါဒီမှာဘေးကမြှောက်ပေးတာမြှောက်ပေးတဲ့လူသားမောပါတယ်ပြီးတော့ဟိုကျွန်တော် weight တင်တဲ့အချိန်လည်းပါပါတော့เนาะကျွန်တော်ပိန်တော့လေသူကကျွန်တော် weight တင်တာ ဲ့တော့ကျွန်တော်စားကြည့်အောင် तू ကပါစားပြပြီးတော့အဲ့မှာအခု तू က weight တော်တော်တက်နေပြီအဲ့သူ့ကို weight ချပေးအောင်မယ်ဟုတ်ပါအဲ့ကိုပါ weight ပြန်ချအဲသူ့ပဲကျွန်တော်ဆရာကြီးလှုပ်ပြီးတော့ဟိတ်ခွာလှုပ်ဒီဟာလှုပ်ဆိုပြီးတော့ဟဲလေးချင်းခိုင်းလှုပ်ခိုင်းပြီးတော့ကျွန်တော်ဒီဘက်မှာစားရဲအဲ့လိုအဲ့လိုနေရမလို့ဖြစ်နေဟုတ်ပါသို့တော်ဘယ်လိုပဲဖြစ်ဒီလိုကြက်တဲ့အချိန်မှာကိုယ်ရေပြဿနာမဖြစ်ဘဲနဲ့အဆင်ပြေအောင်ကြော်ဖြတ်နိုင်နေဆိုရင်တော့နောက်ပိုင်းကျရင်ပိုကောင်းမှုပဲရှိပါတယ်လို့အားပေးထားပါတယ်ဟုတ်တယ်အများနဲ့ဟိုရှစ်တင်တော့ရှစ်တင်တော့အမလိုက်တာတွေ့ရတယ်ဟုတ်ဟုတ်ဖြစ်တာလား ဟုတ်ကျွန်တော်ကလည်းခေါ်ပြစ်ပါတယ်ခေါ်ပြစ်တယ်ဆိုတာလေဘယ်လိုခေါ်မလဲကျွန်တော်ဘာမှကျွန်တော်အရင်ကပြောခဲ့ဆိုတော့ကျွန်တော်တကောင်ကြွက်လုခံကြတာလေကျွန်တော်တယောက်တည်းနေရာများတယ်အဲ့တော့ဘာပြောအခုအဖော်လေးရပါပြီဆိုတော့ကိုသွားရဲ့နေရာမှာလည်းသူ့ကိုအရေးလေးလိုပဲကိုပေးထားမှာအမြဲထားခြင်းလိုပါဟုတ်အရေးတိတ်တိတ်ဟုတ်ပါဟုတ်ပါအဲဘယ်လိုရှိလဲဆိုတော့ကျွန်တော်ဘက်ကတော့လုံးဝမရောပါဘူးဟုတ်100က100ပါပဲ ဟုတ်ကဲ့အဲကျွန်တော်ချစ်တဲ့သူပေါ့နော်ကျွန်တော်လက်တွဲထားတဲ့သူဟိုပြိသက်အနေနဲ့လည်းအားလုံးကြိုဆိုပြီးချစ်ပေးကြရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်ကျွန်တော်ကတော့ရှင်းပြောရင်သူ့ကိုအဲ့လိုအလိုမကျတဲ့ပုံလေးကျွန်တော်မြင်ရင်လည်းကျွန်တော်ကလူကြီးစိတ်ကလေးနဲ့သူ့ပြန်ကြည့်ပြီးတော့လေသူ့ကိုတနာအာဒါလေးကသူဒီလိုလေးမြင်လိုက်ရင်ကဲနှုတ်နှစ်ဖက်အတွက်ဘယ်လောက်ကောင်းမလဲပေါ့အဲအဲ့လိုမျိုးလေးတွေပဲဟွာဖြစ်ပါရဲ့ဒါကျွန်တော်ဘက်ကထားတဲ့သူ့ပေါ်စိတ်ပေါ့နော် ဟိုအပြစ်မမြင်တကယ်လို့ तू ကငဲတာဟိုပြီးတော့ကိုရီဒီဘက်အလုံးနဲ့ပတ်သက်တာတွေတချို့ဟာတွေက तू သိမသိသေးဘူးလေအဲ့တော့အဲ့ဒါမျိုး तू ဝေဖန်တာပဲဖြစ်ဖြစ်ကျွန်တော်ပြောတာပဲဖြစ်ဖြစ်ထောက်ပြတာပဲဖြစ်ဖြစ်တခုလွဲနေကြတော့မဟုတ်ဘူးဒါဒီဒီလိုချောင်းဆိုတာလေးကိုကျွန်တော်ကနားလည်အောင်ပြောပြတာဒါပေမဲ့အဲ့ပြောပြရလို့လည်းသူ့ညိုညင်တာကိုစိတ်ကွက်တာကိုမရှိပါဘူးသူ့ဟိုအမြင်ပိုကျဲပြီးအမြင်ပွင့်အဲ့အဲ့လိုစိတ်ကလေးပဲကျွန်တော်ကရှိပါတယ်ဟုတ်ဟိုအမှုမြန်သမားတယောက်ကိုယူထားရင်တယောက်တယောက်ယုံကြည်မှုကအရေးကြီးဆုံးပါပဲဒါပေမဲ့ခုနကပြောသလိုပေါ့နော် ကျွန်တော်ကအမြဲတမ်းဘေးနားလေးထားရဲဆိုတာကျွန်တော်နဲ့ပတ်သက်လို့အဲ့လိုသူ့မှာတန်တရားစိတ်ဆိုတာကျွန်တော်အဖြစ်မခံနိုင်ဘူးဖြစ်လည်းမဖြစ်စေချင်ဘူးဘာလို့ကျွန်တော်ကရိုးရှင်းစွာနေတယ်ကျွန်တော်ကအေးဆေးပဲဟိုတောက်တာစားတာကတော့ဒါအရက်ကတော့ကိုကြိုက်တဲ့ထဲလည်းပါတာ哦ဒါပေမဲ့ကျွန်တော်ဒီအရက်တောက်ရင်အဲ့လိုမူးပြဲပြီးတော့လေးဘက်ထောက်အိမ်ပြန်ရတဲ့ဘဝမျိုးကြီးလည်းမဖြစ်ခဲ့ဘူးနောက်ဆုံးကိုယ့်အကိုကားမောင်းပြီးပြန်လဲအဲ့လိုဘယ်လိုခေါ်မလဲကိုယ့်အကို safety အဲ့လိုစိတ်က ဖြစ်ပြီးသားလေအဲ့လိုအဲ့လိုဖြစ်အောင်မနေခဲ့တဲ့လူဆိုတော့ကိုယ်စီကန်းလေးနဲ့ကိုနေနေကြဆိုတော့အမြဲမူပြောင်းအောင်လည်းမတော့ဘူးဒါမှမဟုတ်သူတစ်ခါလေးကြပြောရတာပေါ့မဟုတ်ဘူးဒါဆေးပြွားပြည့်ဆိုတဲ့ဇာတ်ကားတကယ်မှန်တယ်တစ်ခါလေးကျရင်အရန်ပင်မန်းလာရင်မျက်နှာအလုံးအကျုံကြီးအိမ်ရောက်ရင်ခရောင်ခြောက်ခြားဖြစ်ရင်နောက်နေ့မနေ့ကိုကားပြန်ရရမှာအဲအဲ့လိုမျိုးကြရင်နောက်ဆုံးထမင်းစားပြီးရင်ပဲဖြစ်ဖြစ်မစားခင်ပဲဖြစ်ဖြစ်တစ်ခွက်နှစ်ခွက်လေးတောက်လိုက်တောက်လိုက်ပြီးသွားတဲ့ခါကျအာပါဝအောင်စားပြီးရင်အိတ်လိုက်တဲ့ခါမနေ့ကျရင်မျက်နှာပါပြောဖောင်ဖောင်လေးပြန်ဖြစ်သွားတယ်ဟုတ်ကဲ့ အမောရင်သွေးရဟိုဘယ်လိုခေါ်မလဲလိုလဲလိုချင်တယ်ဒါပေမဲ့မယူချင်သေးဘူးဆိုတာကြတော့ဒီတိုင်းပြည်အခြေအနေကအခုဟာစီးပွားရေးအရန်ကြက်တဲ့နေရလေအရန်ကြက်တဲ့နေတော့ဟိုလူလောကတွေဟိုလူသားတယောက်ကိုဖိတ်ခေါ်လိုက်ပြီးတော့ရောက်လာတဲ့အခါကျတဲ့အခါအဲ့လိုပေါ့အစင်မပြေမှုတွေနဲ့အဲ့ကလေးကိုထားခဲ့ရမှာလေပြန်စိတ်ပူတယ်လေအဲ့လိုစိတ်တွေဖြစ်တော့အခုကယူသိမ်းယူသိမ်းရမှာဒီလိုဇွေဇွာဖြစ်နေတာပေါ့ဒါပေမဲ့အတက်နိုင်ဆုံးတော့ဒီလက်တော်တော့မရအောင်တော့နည်းနေလိုက်ပါမယ် နည်းနည်းတကယ်လေးဘယ်လိုခေါင်းလဲအခြေတော်တော်ခိုင်လာပြီတိုင်းပြည်လည်းကောင်းလာလို့စီးပွားရေးတွေကောင်းကြပြီဘာညာဆိုတဲ့ခါကျရင်တော့တမျိုးပေါ့နော်ဟုတ်